။ပရိသတ်များအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာ။ဒီကနေ့ညမှာတော့စာရေးဆရာမောင်ပိုင်ပလဲရေးသားထားတော့ဝန်ဝင်းကဝေဆိုင်မောင်နေ့ညောင်ဦးတူကတပည့်ကြီးဆိုတဲ့ဇာတ်လမ်းလေးကိုရောပြလို့တင်ဆက်ပေးတော်တော့မှာပဲဖြစ်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာ ုတ်တုတ်ဇာရပဲ့တွေအိုးချစ်ပင်ရွာလေးမှာရှိတဲ့အမေကြီးကိုကူညီပေးပြီးတဲ့နောက်တော့ညာရင်းချင်းခီးဆက်လာရင်ကမနဲ့မိုးတောက်ခါနီမှာတော့ကျုပ်တို့အချိန်မှာရွာတရွာကိုလှမ်းမြင်လိုက်ရတယ်။ဆရာကျုပ်တညာလုံးလမ်းချောက်လာတာတော်တော်ပေမန်းနေပြီဗျ။ရှေ့ကရွာမှာနားဆရာနေရလိမ့်များရှိရင်ခဏတစ်ဖြုတ်တော့နားကြရအောင်လေ။ကိုဖိုးတီနားကျင်တော့နားလေဗျ။ကျုပ်နဲ့ကိုဖိုးတီစကားပြောပြောနဲ့လမ်းချောက်လာရင်ရွာထိပ်ကိုရောက်တော့ တဝင်းတတိပိုင်းဖြတ်ခံထားရတဲ့ညောင်ပေကြီးတပင်ကိုတွေ့လိုက်ရတယ်။အနားယူစရာတခြားနေရာလည်းမရှိတာမူညောင်ဦးတို့ကြီးအနီးမှာပဲရှစ်ပြစ်လက်ပြစ်ထမ်းချလိုက်တော့တယ်။အချိန်တည်းမှာပဲတဝင်းတတိပိုင်းဖြတ်ခံထားလို့လုံးတိဖြစ်နေတဲ့ညောင်ဦးတို့ကြီးပေါ်မှာအမွှေးအမြင့်များစွာနဲ့တပည့်ကြီးတကောင်ထိုင်နေတာကိုမြင်လိုက်ရတယ်။အမလီလက်ရတာကွာမင်းကအဲ့ဒီမှာဘာလုပ်နေရတော့ဒါငါပိုင်တဲ့ရွာလေးဒီရွာကနေဘဲမှမသွားနိုင်လို့ ဒီညောင်ဦးတို့ကြီးမှအဆောင်ဖြစ်နေနေနေတာ။အော်ဒီလိုလား။ဒါဆိုလဲအောက်ဆင်းခဲ့ကွာ။စကားလေးပါလီပြောရအောင်။အဆင်းလာရဲ့ဘူးကွာ။မင်းနားမှာထွက်နေတဲ့ကိုရောင်ကိုဝါရီရဲ့တံကိုငါမခံနိုင်ဘူး။ဒါဆိုလဲငါပညာဆက်တည်ဘူးခနာသိမ့်ပေးထားမယ်ကွာ။ပြီးတာနေဆင်းခဲ့။တပည့်ကြီးရဲ့ပြောစကားကြောင့်တုံနားမှာဖြန့်ကျက်ထားတဲ့ဆက်တည်ဘူးကိုသိမ့်လိုက်တယ်။ဆက်တွေသိမ့်ပြီးတော့ညောင်ဦးတို့ပေါ်ထိုင်းနေတဲ့တပည့်ကြီးကအောက်ကိုခုန်ဆင်းလာပါလီရော။ ထက်ပလုံတို့အာဖြည့်သက်တာလောက်ပါဟာတပည့်ကြီးကမနှက်စာစားဖို့ပြင်ဆင်နေတဲ့ကိုဖိုးတီအနာကိုခုံဆင်းလာတာမူစားဖို့တောက်ဖို့အာယုံရနေတဲ့ကိုဖိုးတီကပြားလှမ်းသွားတယ်ဟာခမင်းချောက်ကြုံနဲ့စက်သား၆ဖုတ်တွေပါလားငါလည်းနင်းနေကြွေအမေမကြွေးနိုင်ပါဘူးဘာလို့ကြွေးရမှာလဲဒါငါနဲ့ငါဆရာအတွက်ဒီမေမင်းအတွက်မပွားဘူးကဲပါကိုဖိုးတီကသူ့စားခြင်းလေနည်းနည်းလောက်ကျွေးလိုက်စမ်းပါ တဝူစုတွေကဖြစ်ဖြစ်နည်းနည်းပေးလိုက်ပြန်ကျုပ်ပြောလိုက်တော့ကိုဖိုးတီကတပည့်ကြီးလက်ထဲကိုထမင်းချောက်ကြုံနဲ့စက်သား၆ဖုတ်ကိုနင်းငယ်ထည့်ပေးလိုက်တယ်တွေ့လားဟိုညီလေးကစေနာကောင်းလို့အသားဖြစ်ပြူခချောချောလေးမင်းနဲ့များကွာပါရုပ်ဆိုးပန်းဆိုးမှုလေအာလဘကကိုထိနိုင်တာနေမှာပေါ့ဟွကိုဖိုးတီကိုဖိုးတီတော့ဒီတစ်ခါတော့ခံလိုက်ရပြီဗျာငါ့ကိုလာပြီးစော်ကနေအစားချင်ပြန်ပေးကွာ ကိုဖိုးတီကတပည့်ကြီးလက်ထဲကထမင်းချောက်ကြော်လေးကိုပြန်လှူတော့တပည့်ကြီးကကြုံနာပြေးလာတယ်။မင်းကတော်တော်လေတဲ့ကောင်းပဲကွာ။ကဲဆာဆာဝေါန်ဒါဆာမောအသည်ထက်ကျွေးမယ်။ကျုပ်ကတော့မပြေးနိုင်တော့ဘူးနော်ဆရာ။ဒီကောင်ကျုပ်ကိုပြောတော့တာရဆရာကိုမရှိဘူး။ကိုဖိုးတီကလည်းဗျာကျုပ်တို့ဗန်နီယာရောက်ရောက်စားဖို့အတွက်ပူရပါဘူး။အခုလို့ကြုံလုံးလေးကျွေးလိုက်စမ်းပါ။ညလာမင်းကအဲ့တော့ကြောင့်လေအခုလို့ရုပ်စိုးပန်းစိုးဖြစ်နေတာ အာဒီကောင်တို့ငါလုံးလိုက်ရင်သေးတော့မေးတပည့်ကြီးစားနှုံးလိုက်လို့စိတ်ဆိုးသွားတဲ့ကိုဖိုးဒီကစားနေရကထလာပြီးချုပ်တော့နာကတ်လာတယ်ညီလေးလှုပ်ပါဦးတော့တကယ်လှုပ်တော့မှထင်းနေကွမင်းကလေကြောက်တော့ကြောက်တတ်သားပဲကွကြောက်မှာပေါ့ဟာကိုကောက်ခန္ဓာကိုယ်တွေကဘလူးကတာမန်ဘလူးမှမဟုတ်တာတကယ်ကိုဖိုးဒီလေတုံလိုက်တော့မင်းကလေကိုဖိုးဒီကိုမစားနေတော့စားစရာရှိတာစား ငါတို့လည်းခဏနားပြီးရင်ခီးဆက်ရမယ်။မင်းတို့ကဘယ်သွားမှာလို့။ငါတို့ကဘယ်သွားလို့သွားရမှန်းမသိသေးဘူး။ခြေဦးတက်ရောက်ပေါ့ကွာ။ဒီရောမှာပဲခဏလောက်နေကြပါဦးလားကွာ။ငါမင်းတို့နဲ့နေရတာပြောရဲဟာ။တစ်တေမြောင်ကြီးတယောက်တည်းနေရတာကိုညှင်းဝေတာပြီ။အခုလို့မင်းတို့နဲ့ဆုံတုံးတရင်တနည်းနဲ့စကားလေးလာပြောနေရတာဘလောက်ကောင်းလိုက်တယ်လေ။နေပေါ့။ဆုံးနှကလေးကြားလိုက်ပါလေ။ငါ့ကိုညီလေးတို့ခေါ်လိုက်တလားလို့ အခုလို့ဘွားရောက်နေတာဘလောက်ကြာပြီလဲ음အတိအကျပြောရရင်ဒီနေ့နဲ့ဆိုရင်တော့နှစ်ပေါင်း200ကားလားနဲ့36ရေချစ်ပြီကွာဟာမင်းကတဲမှတ်ညာကောင်းနေကောင်းပဲကွာဒီဘွားရောက်တဲ့နေကလေးကမှတ်ထားတာများလားဟုတ်တယ်လေရေကြီးကြီးလို့ရင်ပြန်ဖြေလိုက်တဲ့တပည့်ကြီးကိုတုတ်လို့ဆရာတပည့်နှစ်ယောက်ပြန်တူကြီးလိုက်မိတယ်တဆူဒီဘွားကမင်းပိုင်နေရွာပေါ့အေးလေကွာ အခုမှသာမြင်းနီကုန်းရွာဆိုပြီးဖြစ်သွားတာငါဒီရွာကိုစတည်ခဲ့တော့ကရွာနေမီကအဲ့လိုမဟုတ်ဘူးကွာငါပြေးခဲ့တဲ့ရွာနေမီကမြင်းစီကုန်းရွာတဲ့ဒီအော်အဲ့လိုလားမင်းချောက်ကြုံနေစက်သား၆တွေကိုအားရပါရစားရင်တပည့်ကြီးကကြုံမေးသမျှကိုပြန်ဖြေတယ်နောက်ဆုံးငါတို့ကဘလူလူတွေလဲဆိုတာကိုရောသိတယ်ပေါ့သိတာပေါ့ဟာဒီလောက်အားကောင်းတဲ့ငွေသက်တွေထွက်နေတာကိုမှမသိရင်လေငါမဟုတ်တော့ဘူးလေအဲ့လောက်တော့လူကဲခဲမညံ့ပါဘူးကွာ ဟုတ်ပါပြီကွာဒါဆိုလဲမင်းပြောသလိုဒီရွာမှာခဏနေပေးမယ်ဟုတ်ပြီလားတကယ်တော့မင်းတို့တကယ်ပြောတာနော်တကယ်ပေါ့ကွာဒီရွာမှာနှစ်ရက်သုံးရက်လောက်နေမှာကွာပြီးမှကြီးဆက်မယ်ကိုဖိုးတီရောသဘောတူတယ်မလားတူကတော့ဆရာသဘောတိုင်းပါပဲဒီကောင်ကတော့တေချာပြောတာဒီခါကြောက်ကိုလာပြီး ခနဲ့တာလူလူဘာလို့လို့လို့ရင်ကြောက်လက်သေးနဲ့တွေ့မယ်ငါကလည်းအာလာဝါကကိုထိန်းထားတဲ့လူနဲ့ တပွဲတလန်းလောက်တော့အကဲဆန်းကျင်သေးတယ်။အာဒီအောင်ပြောလေကဲလေပါလား။ငါငါနော်။အဲ့ပါကိုဖိုးတီဟာစိတ်ကိုချောလိုက်စမ်းပါ။အရင်ကအခုလိုမဟုတ်ပါဘူး။ဒီနေ့မှဘလို့ဖြစ်နေတာတော့။တတိဆုံရင်တပည့်ကြီးအထောက်ကိုကတ်လာတဲ့ကိုဖိုးတီကိုတောက်ကပဲဂျားလေးကဝင်တားရသေးတယ်။အဖုံမချီလို့ပြင်းနေချရတဲ့တပည့်ကြီးကကိုဖိုးတီကိုပဲဆားလိုက်ရင်ပြောနေတော့တယ်။ဒီလိုနဲ့ကျုပ်တို့ဆရာပဲနှစ်ယောက်မြင်းကြီးကုန်းရွာမှာနေဖို့အကြောင်းဖန်လာခဲ့တယ် ောက်တဲ့အချိန်ကနေစားလို့တပည့်ကြီးနဲ့အတူစကားဖွန်ဖွဲ့ရင်အချိန်ကုန်လို့ကုန်သွားမှန်းတော့မသိလိုက်ခင်ညနေစောင်းသွားတော့တယ်။ကဲစကားလေးကောင်းတယ်ကွာ။ကြွားနီးနားပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်ဦးမေ။မင်းရောတိုက်အောင်မလား။မိုးချိုခါနီးမှာဖဲသွားမလို့တော့။ကြွားနီးနားကိုပတ်ကြည့်ရသေးတာဟာ။နေကြုံလာတဲ့ကောင်တွေတွေ့ရင်တစ်ခါလေးရှင်းလို့ရအောင်လို့လေ။တစ်ခါတလေပညာသေးတွေပါ ရောက်လာတယ်လို့ကင်းပတ်တဲ့သဘောပေါက်ကွာ။တယ်ဟုတ်ပါလား။ ီးရတာဒီရွာကိုအတော်ရှစ်တဲ့ပုံပဲငါတီးရတဲ့ရွာဆူမှတော့ရှစ်တာပေါ့ဟာရွာမှနေတဲ့သူတွေသာပြောင်းဝင်ပြောင်းသွားမယ်ဒီရွာလေးပေါ်မှာထားတဲ့ငါရဲ့စင်နာကြီးမြေတားကြီးကတော့မပြောင်းလဲပါဘူးကွာအမေတဲဆိုရဲစာပါလားမင်းရဲ့ရုပ်ကြမ်းကြီးနဲ့မှမလိုက်တာကွာတပည့်ကြီးကသူ့ရွာလေးကိုဘလောက်ချစ်ကြောင်းတွေပြောတော့ဂျားလေးကကိုဖိုးတီကအချုံဖောက်တော့တယ်အောင်မအာလာဝကကိုမကြောက်ကြောက်အောင်ဖျက်ချောက်ထားတဲ့ကောင်ကပြောရသေးရှိသေးကွာဘာကွာ ကဲကဲနှစ်ယောက်စလုံးတော်ကြပါတော့ပူဖိုးတီကဒီမှာခဏနေခဲ့ုံဗျာကျုပ်တပည့်ကြီးနှစ်တူပတ်ကြည့်လိုက်အောင်မေဟုတ်ပြီဆရာကြီးဆရာပြန်လာရင်ညစာစားဖို့အဆင်သင့်ဖြစ်အောင်ကျုပ်ချက်ပြုတ်ထားလိုက်မေကိုဖိုးတီကိုညောင်ဦးတူကြီးအနီးမှာထားခဲ့ပြီးကျုပ်ကတော့တပည့်ကြီးနှစ်တူရွာရဲ့နီးနားပတ်ဝန်းကျင်ကိုကြည့်ဖို့လိုက်လာခဲ့တယ်တပည့်ကြီးလိုက်ပြမှပဲမြင်းနီကုန်းရွာလေးရဲ့အမှန်တကယ်ရှိတဲ့အကျယ်ဝန်းကိုသိရတော့တယ်ရွာကြီးကတော်တော်ကြီးသားပဲ ဒီဘဝကိုစတည်တော့ကဆိုတော်တော်စီမာပဲ့နော်စီလိုက်တာမှဘာပြောကောင်းမလို့ကွာကြွားရေးဈေးဆိုင်ဆိုရင်လေကြက်ပြန်မကြောက်ဘူးစီကားတော့ကွာအခုကြောက်သေးတဲ့သူကဒီပြောင်းတဲ့လူကပြောင်းဆိုတော့ကြွားရဲ့အကျယ်ဝန်းကတဖြည်းဖြည်းကျုံလာပြီးအခုအနေထားကိုရောက်သွားတော့တာပဲပုဆန်းကြီးပုဆန်းကြီးဟာရေးကြီးတုတ်ပြာနေဘာဖြစ်လာတာတော့ငခွေရကျုံတဲ့တပည့်ကြီးတို့စကားပြောရင်းလမ်းချောင်းနေခိုင်း ရှင်းကနေပေါ်လာတဲ့သပင်းဆုပ်ဖွားဖွားနဲ့သေးတဲ့ခေါင်ကကျုပ်တို့ကိုတားလိုက်တယ်။ကျုပ်တို့နေနေတဲ့ပိုင်တဲကိုအောင်လဲဆရာရောက်လာလို့ဗျ။ဘာကွာ။ဟုတ်တယ်ဗျ။အခုသူတို့နားနေတဲ့နေရာမှာနေရတဲ့သူမရှိတော့ဘူး။ကျုပ်တော်မနေပြေးလာရတာ။အားပိုင်တဲမှာပိုင်ဆိုးပိုင်နေနဲ့လာလုံးတဲ့ခေါင်လေး။အားအကြောင်းသိစီရမယ်။ဒါဆိုငါနဲ့ဒီကဆရာညီလေးနဲ့ရင်သွားနေမယ်။အခွေမင်းကအဲ့နေရာကနေထွက်ပြေးသွားကြတဲ့သူတွေကိုလိုက်ပြီးတော့စု။ ီးရင်ပြန်လာခဲ့ကြလားဟုတ်ဟုတ်ကဲ့ကိုစန်းကြီးအရေးတစ်ခုတော့ပေါ်လာပြီတို့တွေချင်းမရမယ့်ကိစ္စဆိုတော့လေရှင်းပြရမှာပေါ့နောက်ကွာသွားကြစို့တုံးတဲ့တပည့်ကြီးငခွေးတို့ရဲ့နေရာကိုအမြင်လာခဲ့ကြတယ်တပည့်ကွဲတစ်ခုကနေအချင်းလေးကိုကြည့်ရင်တတိကြီးကြီးနဲ့ချီကပ်လာခဲ့ကြတာပေါ့အသက်ခက်ကြီးကြီးလူတယောက်နဲ့အသက်ခက်လက်လက် လူတယောက်တို့တီတိုးတိုင်ပင်နေကြတယ်နောက်တော့အသက်ခက်လက်လက်လူကအနာကနေထထသွားပြီး တုတ်တို့ရှိရာကိုတန်းတန်းမတ်မတ်ကြီးခြောက်လာနေတယ်။ဒီတိုင်းသာဆိုမဖြစ်တော့ဘူး။လူလုံးထွက်ပြမှပဲဖြစ်တော့မယ်ဆိုတာကိုသတိထားမိတာမူကျုံတဲ့တပည့်ကြီးလည်းတစ်ပင်အကွယ်ကနေထွက်လာခဲ့လိုက်တယ်။ငါတပည့်တွေနေတဲ့နေရာကိုပိုင်ဆိုးပိုင်နေနဲ့နေကြော်လာပြီးမင်းမူတွေကဘဲကောင်းလဲကွာ။တပည့်ကြီးကဩဇာအနာရှိတဲ့အတန်းနဲ့ပြောလိုက်တော့အသက်ခကြီးကြီးလူကပါအနာကိုရောက်လာတယ်။မြန်ချက်ကတော့ဘဲချင်းကလေးကရောက်လာမှန်းကိုမသိလိုက်ဘူး။ ဒီနယ်တခွင်မှာကြီးစိုးနေတဲ့နယ်ပိုင်ကြီးဆန်လုံးဆိုတာကအခုမှပဲလက်တွေ့မြင်ဘူးတော့လေအဖိုးကြီးချောက်ပြုံလေးနဲ့မင်းတို့နှစ်ကောင်ဒီကိုဘာကိစ္စလာတာလဲအမှန်တိုင်းဖြေစမ်းစိတ်ကလည်းကြီးလာပါလားဒါကြောင့်လေဆန်လုံးဆိုတဲ့နယ်မြေကြားယုံလေတင်တန်တဲ့ကောင်တွေမုံမကြည့်ဝင်တာမဆန်းပါဘူးလေအသက်ခကြီးကြီးလူကဒီနေရာကိုမလာခင်ဒီနေရာအเจ้าကိုအတော်လေးစုံစမ်းထားပုံပဲတပည့်ကြီးအเจ้าကိုလည်းတိတိချာချာကိုသိနေတယ် စိတ်ဘူပါနဲ့ကွာငါတို့ဆရာတပည့်ကဒီဝါကိုဒုက္ခပေးဖို့လာခဲ့တာမဟုတ်ပါဘူးကွာအကြောင်းတစ်ခုရှိလို့ဒီဝါကိုလာပြီးစုံစမ်းရုံနေရပါအေးဒါဆိုလဲပြီးတာပဲမင်းတို့အကြောင်းလှန်ပြီးဒီနေရာကနေချောင်ရရဲ့သူတွေကိုသူ့နေရာနဲ့သူပြန်နေခိုင်းရမယ်အစင်ပြေတို့သာလုပ်ပြာကျုပ်တို့လည်းဒီတညပဲဒီမှာနေဖို့စဉ်းစားထားတာပါကောင်းပြီလေအနဲ့လင်လုံးမှမင်းတို့ရှိနေသေးရင်ဂုံရှုပ်ပြီးတက်ပြင်မယ် တပည့်ကြီးကစကားကိုခက်ပြက်ပြက်ပြောပြီးတာနဲ့ခြာကနေလှည့်ပြန်တာမှုကျုံလဲတပည့်ကြီးအနောက်ကိုအမိလိုက်ရတော့တယ်။ပြန်လာတဲ့လမ်းမှာတပည့်ကြီးရဲ့တပည့်ငခွေးနဲ့တွေ့ပြီးအကြောင်းစုံရှင်းပြပြီးတာနဲ့ကျုပ်တို့တွေကိုဖိုးတွေချီရကိုပြန်လာခဲ့ကြတယ်။ကိုဖိုးတွေကတော့ကျုပ်ပြန်မလာမချင်းမိတ်သေးပဲစောင့်နေတယ်။ဟာဆရာတို့ကလည်းကြားလိုက်တာဗျာ။ကျုပ်ဖြေချင်းကိုက်ခံပြီးစောင့်နေရတာ။ကျုပ်တို့ပတ်ကြည့်နေရင်ကိစ္စလေးတခုပေါ်လာလို့ဖြေချင်းနေရလို့ပါကိုဖိုးတွေက။ ကိုဖိုးဒီရောညစာစားပြီးပြီလားကျောက်ကဆရာကိုမဆောင်နိုင်လို့ဘိုက်ကလည်းစားရနေမှု စားနှဲလိုက်တာဗျဆရာရောစားတော့မလားကျောက်ပြင်လိုက်မယ်လီနေပါစီတော့ကိုဖိုးဒီဟာကျောက်ဒီညတော့မစားတော့ပါဘူးနည်းနည်းလေးပင်ပန်းသူလိုဖြစ်နေတာမှုစောစောနားလိုက်တော့မယ်ဗျာဒါဆိုလေဆရာအရင်နားနေလေဗျာကျောက်ဆောင်ပေးထားမယ်ဒါဆိုကျောက်ရင်နားတော့မယ်ကိုဖိုးဒီဟာတခုဖြစ်တယ်ဆိုကျောက်ကိုနှုတ်တော့စိတ်ချပါဆရာကြီး ကျုပ်မကင်တွင်နိုင်တဲ့ကိစ္စဆိုရင်သာဆရာကိုနှုတ်မှာပါကျုပ်တယောက်တည်းဖြစ်တဲ့ကိစ္စသာဆိုကျုပ်လက်သေးနဲ့ဖြစ်ချင်းပြစ်လိုက်မယ်ဟိဟောင်ရုတ်တင်ဆိုတာမဟုတ်ဘူးဗျာအတော်လေးလေးကြီးရဲ့ကောင်သိလားဟေ့ဘာစကားပြောတာလဲမင်းငါလက်သေးနဲ့ထိုးခန့်ချင်လို့လားတပည့်ကြီးကကိုဖိုးတီကိုစားနောက်ပြီးတာနဲ့ညောင်ငုတ်တူကြီးအပေါ်ကိုလွှာကနေခုံတက်သွားတယ်ဟေ့မင်းစင်းလာကြစမ်းဟေ့ကောင်ပြောနေရကြလားမစင်းဘူးမစင်းဘူးွာ အောက်ကအော်ခေါ်နေတဲ့ကိုဖိုးတီကိုနောက်ပြောင်ရင်ညောင်ငုတ်လူကြီးအပေါ်မှာပဲထိုင်နေတော့တယ်။တုပ်ကတော့ပင်မန်းတလူဖြစ်နေရမှုကိုဖိုးတီကိုတော့မတားနိုင်တော့ပဲခေါင်းချလိုက်တာနဲ့တန်းကိုအိပ်ပျော်သွားတော့တာပေါ့။လေတွေရန်တိုက်နေချက်ကတော့ကျုံသားထဲမှာလေတိုးတန့်တွေကလွယ်လို့ဘာကူမှမကြားရတဲ့အထီကိုပါပဲ။လေတိုးတန့်တွေကြားရတဲ့အခါစကားတန့်တဲတဲကိုကြားလိုက်ရတယ်။တေချာနားဆိုင်ထောင်ကြီးမှာတဲတဲကွယ်ကွယ်ကြားတော့တယ်။ဆိုင်မော် ောက်လာခဲ့ပေါအောင်ဆိုင်မောက်ရေအောက်သူတို့တွေလှုံ့မြောင်ချုံထားရတယ်ဒီစကားကိုတော့သူတို့ရဲ့ပညာချက်တွေအာရုံသွားချိန်မှာနေတိအောင်လာပြောရတာပါငါအတန်ကြားယုံနေငါဘသူလဲနေတိမှာပါငါ့ကိုဖျားပြက်ကုန်မှာလာခဲ့ပြီပါတုံးတိတာပေါအမတော်မဖဲဝါရဲ့အတန်ပဲတေချာတာတစ်ခုကတော့အမတော်မဖဲဝါဒုက္ခတွေ့နေပြီအမတော်မဖဲဝါရဲ့စကားတန်ဆုံးတာနဲ့ကျုပ်မျက်လုံးတွေကဖွင့်ကြည့်လိုက်တော့ငိုးစင်စင်လင်းနေပြီ ဒီနေရာဒီသားတဝိုက်ကိုမကျွမ်းကျင်တာမှုညောင်ဦးတော်ကတပည့်ကြီးကိုပဲမေးဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ရကနိုးရာနဲ့ကိုလဲတန့်စင်ပြီး ကိုဖိုးတွေပြင်ပေးထားတဲ့မနက်စာကိုအားရပါရစားလိုက်တယ်။စားတော့ပြီးရနဲ့တပည့်ကြီးကိုခေါ်ပြီးဖျားပြက်ကုံကဘယ်နေရာလဲဆိုတာကိုသိရအောင်မေးမြန်းရတော့တယ်။ပြုတ်ကိုဆန်းလုံးအောက်ခဏဆင်းခဲ့ပေါင်းဗျာ။တုံမေးစရာရှိလို့ပါ။ကြားတော့မို့ယူ။အင်းကမေးစရာရှိတယ်ဆိုပါလား။ကဲ။ဘာမေးမလို့လဲမေးစီဗျာ။ မေးပြီးရင်တော့ငါ့ကိုအစားတောက်လေးကျွေးရမယ်နော်။တပည့်ကြီးကကျုံးရှိမှဘွားကနေပေါ်လာပြီးပြုံးစည်းစည်းနဲ့ပြန်ပြေးတော့တယ်။ကျွေးမှောက်ပေါ့ဗျာ။ကျုံးသိကျင်တာပဲအရင်ဖြေသန်းပါအောင်။ဒီလိုဗျာ။ကျုံးသိကျင်တာကကိုဆန်လုံးတို့ရွာနီးမှာဖျားပြက်ကုန်းဆိုတာရှိသလား။အဲ့ဒါကျုံးသိကျင်တာ။ဟောဘာများလဲလို့ကွာ။အဲ့နေရာသွားကျင်တာလား။အကူသွားကျင်တော့လိုက်ပို့ပေးမယ်ဗျာ။ဒါဆိုအဲ့နေရာတကယ်ရှိရပေါ့နော်။ တကယ်ရှိတာပေါ့ဟာဒါနဲ့ဘယ်သူမှမသိတာတခုပြောပြရအောင်မေးတကယ်တော့လေအဲ့နေရာကဖျားပြက်ကုန်မဟုတ်ဘူးငါတည်သွားတော့ငါရဲ့ခန္ဓာကိုမြုပ်နှံထားတဲ့အုတ်ဂူကြီးပေါ့ဒါကလူတွေကမသိကြတော့ဒါအုတ်ဂူကိုဖျားပြက်ကြီးထင်ပြီးတော့ဖျားပြက်ကုန်လို့အမည်ပေးလိုက်ကြတာကဲရှင်းပြီလားဟုတ်ပြီဗျာဒါဆိုကျုပ်တို့ဒီညာအဲ့နေရာကိုသွားရအောင်စိတ်ချဗျာလိုက်ဖို့ပြီမေးအင်းအခုတော့ငါဘိုက်စာပြီးကွာ အဟုတ်စားစရာတခုကျွေးပါလောက်ကွာတပည့်ကြီးစားဖို့ထမင်းချောက်ကြုံနေစိတ်သား၆တွေကိုကိုဖိုးတစ်စီကယူကျွေးလိုက်တယ်တပည့်ကြီးကတော့အားရပါရဘူးစားနေတော့တာပေါ့နေပေါ့မင်းကအဲ့နေရာအကြောင်းကိုဘလို့သိပြီးတွားကျင်လာတာတော့ဒါကတော့ဒီလိုရှိတယ်ဗျဘလို့ပလောင်စားရင်ကျုပ်ကိုမိလာတယ်တပည့်ကြီးရဲ့အမိကိုညာကကျုပ်အိမ်မက်လူလူအရာတခုကြောင့်တီးခဲရတယ်ဆိုတာပြန်ပြောပြလိုက်တယ် ဒါဆိုတော်တော်အရေးကြီးတဲ့ကိစ္စပဲကွာ။ငါ့အထင်မင်းညားကတွေ့ခဲ့တယ်။ခုနကောင်ရဲ့လက်ချက်ပဲဖြစ်လိမ့်မယ်။အဲ့လိုတစ်ဖက်သက်ကြီးဆူဆွဲလို့ဘယ်ဖြစ်မလဲဗျ။တော်ကြနေတစ်ဖက်သားကိုဖုံပဲဆူဆွဲမိရင်မဖြစ်တင်တာကြီးဖြစ်လာရင်ဘယ်လိုလုပ်မလဲ။အေးကွာမင်းပြောတာလေဟုတ်တာဟာ။ဘာပဲဖြစ်ဖြစ်ကျတို့ရောဒီညာအဲ့နေရာကိုလိုက်ဖို့ပြပြ။စိတ်ချစိတ်ချ။ဆန်လုံးဆိုတဲ့ငါကဂတိတလုံးနဲ့လူလောက်လာတာ။ဘယ်တော့မှဂတိမဖြစ်ဘူး။ ဒီဘောရောက်နေတဲ့မင်းကိုမင်းလည်းပြန်ကြည့်အောင်လူမဟုတ်တော့ဘူးလေတွေ့လားညီလေးမင်းတပည့်ကငါ့ကိုအရင်ပြောတာနော်ကျုပ်တို့စကားပြောနေတာကဂျားလေးကချုံနောက်နောက်ပြန်ပြောတယ်ကိုဖိုးတေကိုတပည့်ကြီးကစိတ်ဆိုးသွားဟန်တူပါရဲ့ဘာမှစံပြောတော့ပဲစားစရာရှိတာကသာဆက်စားနေတယ်တပည့်ကြီးနဲ့စကားပြောပြီးတဲ့နောက်အမတော်မဖဲဝါကူကိုညီဖို့စဉ်းစားရင်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရင်ကညနေစောင်းတော့တယ်တော့ကြစို့ကိုစံလို့ရည် ဒီချိန်လောက်တော့မှတော့ပဲဗျာမင်းတို့ပြင်ဆင်ပြီးတာနဲ့တွားယုံပဲလीတို့တို့ပြင်ဆင်ပြီးတာဖြစ်ကြဖို့မင်းကတော့ငါတို့ခေါ်မှလာတဲ့ဖင်လေးတွေရဲ့ကောင်ဟေ့ကောင်ဟေ့ဘာစကားပြောတာလဲတော်ကြပါတော့ဗျာကိုဖိုးလေးတို့နှစ်ယောက်ကလည်းခွေးနဲ့ကြောင်းလို့ပဲညနေချင်းဆိုင်လိုက်တာနဲ့ရန်တက်ကြတော့တာပဲနော်တော်တော့တော့စရာရှိအောင်တွားရအောင်อืมတောင်ဆုံကလိန်မာနဲ့ကြောင်းလေးပေါ့ကွာကျန်တဲ့ဟာကတော့မင်းတပည့်ပဲဖြစ်မှာကြီး ဆရာတွေ့လားကျုပ်ခွေးနဲ့နှိုင်းသွားတယ်ကိုစံလုံးနဲ့တွေ့မှာကိုဖိုးတည်းလည်းအငြိမ်မနေရတော့ပါလားတပည့်ကြီးကပြောဆိုပြီးတာနဲ့လှစ်ခနဲရှိကနေဥဆောင်ပြီးထွက်သွားတော့တယ်ကျုပ်တို့နှစ်ယောက်ကတော့တပည့်ကြီးနောက်ကနေထက်ချက်မကွာလိုက်ခဲရတာပေါ့အမားတော်မဖဲဝါပြောတယ်ဖျားပြက်ကုန်းစီကိုလာရင်မင်းညာကတွေ့ရတဲ့လူစိမ့်နှစ်ယောက်များရှိနေမလားဆိုပြီးတယဲငခွေးတို့စီတော်ဝင်ကြည့်ရသေးတယ်မရှိတော့ဘူးလေကိုစံကြီးရာ ူတို့တွေဒီမနက်ပဲပြန်သွားကြပြီဗျညာတော့ကသူတို့တွေဘလို့ကိစ္စအကြောင်းကြောင်းပြောတယ်ကြားရသည်လေအဲ့လိုတော့မကြောက်မိဘူးနော်ကျုပ်လဲဆဲဆူဆူလှုပ်ချင်တာနဲ့မေးကြည့်တော့သူတို့ခိုင်းကိုတစ္ဆာဖောက်သွားတဲ့တပည့်တယောက်ကဒီနေကိုရောက်နေတယ်ကြားလို့လာဆုံတန်းကြတာလို့ပြောတယ်ဗျအေးဒီရောက်ဆရာတွေကိုဖျားပြက်ကုန်စီလိုက်ဖို့ပြေးလိုက်ဦးမယ်မင်းတို့လည်းသတိနဲ့နေကြကြားလားဟုတ်ကဲ့ကိုစံကြီးတရင်ငခွေးရဲ့ပြောစကားရဆိုရင် ဒီလူသိန်းနှစ်ယောက်လည်းဒီမနက်တည်းပဲပြန်သွားကြပြီလေလေ။ဒါဆိုရင်တော့အဲ့ဒီလူသိန်းနှစ်ယောက်ရဲ့လက်ချက်ဆိုတာဘလို့မှကုန်ဖြစ်နိုင်တော့ဘူးဆိုတာသိချာသွားပြီ။အတွေးပေါင်းစုံနဲ့တွင်းမိအားတွေးရင်ကျုပ်ရင်ဘက်ကအေးဆက်တဲ့လက်တစ်ဖက်ကဟန်ထားလိုက်တယ်။ဟိုမှာတွေ့လား။အဲ့တော့မင်းသွားကျင်တယ်ဖျားပြက်ကုန်ဆိုတာ။တပည့်ကြီးကသတိရှိသူတယောက်ပြီးပြီးအတွေးလုံနေတဲ့ကျုပ်ကိုအမောင်သူတွေကနေရှေ့ရောက်မတော်အောင်ဟန်ထားလိုက်ရင်နေရာတစ်ခုကိုညှို့ပြတယ်။ ပည့်ကြီးညှုံပြရာကိုကြည့်လိုက်တော့ကျုပ်ရဲ့ဝန်တွင်းပညာအသီးစိတ်အရဒီနေရာတဝိုက်မှာဖျက်ကျက်ထားတဲ့ဆက်ချိန်ဝါရီကလည်းပြင်းထန်လုံးလာတယ်။တန်ကောင်းလာတခုကတော့ကျုပ်တို့ရှိနေတဲ့ဘက်မှာဝဲပြန့်နေတဲ့ဆက်တွေကတာမန်ဆက်လောက်ပဲရှိနေတာပဲ။ဒဇုတ်ထိုးတာဝင်သွားရင်ဘလိုအန်ဒီယာတွေကစောင့်နေမလဲဆိုတာမပြောပြတတ်တော့ဘူး။ပြိုကျပျက်စီးနေတဲ့ရှေးအောင်အုပ်ပုံကြီးရဲ့ရှေ့မှာတော့ကြော်ဝဲတစ်ခုပေးထားပြီး အနီရောင်ရုပ်တစ်ခုကိုအနက်ရောင်ကျိုးစားရည်နဲ့ရစ်ပတ်ထားတယ်။တုတ်ထင်တာမမှားရင်အဲ့ဒီအယုတ်ထဲမှာ အမောင်တော်မဖဲဝါရဲ့နံရုံရှိနေနိုင်တယ်။ကိုဖိုးတွေကိုမျက်နှာရိပ်မြင်တကယ်ပြလိုက်တော့ကောင်းချက်ညှိပြပြီးကရဝေးတွေရှိရကိုလွှာကနေခုန်တက်သွားတော့တယ်။ကဲကွာ အာလာဝကရဟိ။ကောင်းမကသူ့ကိုကယ်ဖို့လင်းလေခေါ်ထားတာကိုဟမ်ဟဲ့အမောင်လေးကနှကောင်းမင်းတို့တပည့်ကိုမသိချင်းထွက်လာခဲ့နော်။ကရဝေးချီရကိုခုန်သွားတဲ့ကိုဖိုးတွေကကျိုးရဲ့ပညာစနစ်တောင်မမြင်နိုင်တဲ့အကားရန်တစ်ခုနဲ့တိုက်မိပြီး ်ပြင်းပြင်းပေါ်မှာမှောက်ရက်သားလဲကြနေတယ်။နောက်တော့ပြန်ထားလို့မရအောင်လုထားတဲ့ပုံပဲ။ဘလို့ပဲစူးစမ်းစူးစမ်းပြန်ဖထနိုင်ပဲဖြစ်နေတော့တယ်။တို့တို့ရှိရကူလေတိနေရမှုအမှောင်လူတွေကနေထွက်လာခဲ့လိုက်ရတာပေါ့။အော်မင်းတို့လူနှစ်ယောက်ထင်းနေတာ။ဘယ်ဟုတ်မလဲ။တတန်းရဲ့တပတ်ကြီးကိုခိုင်းစားနေတဲ့ငချုပ်လေးတစ်ယောက်ပဲကွာ။ရီးရတယ်ဟေးရီးရတယ်ဟာ။စုပ်ပြဲနေတဲ့ဝစ်စားတွေဝစ်ဆင်ထားတဲ့လူက ဟဲ့ပပယ်အော်ရရင်ကျုံးတဲ့တပည့်ကြီးကိုလှောင်ရင်းနေတယ်။ဒါကိုစိန်ပြိုင်နိုင်မေကျုပ်ဘက်ကစားပြီးတိုက်ခိုက်လိုက်မယ်ဆိုရင်ဘလူလားအဲ့တာကြီးဖြစ်လာတော့မယ်ဆိုတာကျုပ်စိတ်ထဲအလူလူသိနေတယ်။စိတ်ကိုပဲချိုးလိုက်ပြီးအေးစစ်စစ်ပဲစကားပြောကြည့်ဖို့စူးစမ်းရတော့တယ်။ကဲမိတ်ဆွေကျုပ်တို့လာတဲ့အကြောင်းလေးသိပြီဆိုတော့အမတော်မဖဲဝါဘူးလှုပ်ပေးနိုင်မလား။ဟောက်ကလဲနေတဲ့ကျုပ်ဘက်ရောပေါ့လေ။ဘာကွာမင်းတို့ကသူများရဲ့စီရင်ကိစ္စမှလည်းဝင်ချုပ်သေးတယ်။ အစီရင်အတွက်ရေးကြည့်လောက်ပါပြီဆိုတဲ့လူကိုလေပြန်လို့ကြည်သေးတယ်ဆိုတော့မင်းတို့လောဘမကြည်လို့မှုလားကွာကျုပ်မြေတားရက်ခန့်တာပါမိတ်ဆွေကြီးဟာကျုပ်ဘသူနဲ့မှလည်းရံများချင်ပါဘူးကျုပ်တောင်းဆိုတာလေးကိုတော့လိုက်လျော်ပေးစေချင်ပါတယ်အဓိကကြားတဲ့လူကိုတော့မပေးနိုင်ဘူးဟိမင်းတပည့်ကိုတော့မင်းပြန်ခေါ်သွားလိုက်စုပ်ပြက်နေတဲ့လူကစကားလေးဆုံရောညာဘက်လက်ကိုဝင်ရလိုက်တော့လေးကြပြီးထားလို့မရဖြစ်နေတဲ့ကိုဖိုးတီကကျုပ်တို့ရှိရကိုလွှင့်ထွက်လာတယ် တပည့်ကြီးကကိုဖိုးတီကိုအမြန်ဖမ်းမိလိုက်လို့ပေါ့ဘောင်းဦးရင်နောက်ကတစ်ပင်နဲ့ရိုက်မိပြီးတရားတန်ချက်ကတော့ပုံမှန်အသေးချာပဲတော့ဖြစ်ကြုံတောင်းဆိုတယ်နောက်တစ်ခုမလိုက်ရုံးနိုင်ဘူးပေါ့မင်းတို့လူလိုပြောနေတာနားမလည်ဘူးလောက်ကွာအချိန်ဆွဲမနေတော့ပဲတုတ်လက်ထဲကဆက်တွေနဲ့ပြပြီးစတင်တိုက်ခိုက်ရတော့တယ်ကျုပ်ပြစ်လိုက်တဲ့ဆက်တွေကိုလေထဲမှရင်ပောက်ကွဲသွားအောင်လုံးနိုင်တယ်ဆိုတော့ဒီလူရဲ့ပညာကလည်းအထင်သေးလို့များတဲ့အထင်မှပါတယ်ခွေးပြစ်တဲ့ဒုံးလောက်ရှိတဲ့ကောင်ကများ ငါ့ကိုအလေးတိုက်သေးတယ်ပေါ့လေတွေးကြပြီပေါ့ကွာစုပ်တီးစုပ်ပြက်တဲ့လူကသူ့ရဲ့လွယ်ရေးအစုပ်ထဲကနေကောင်ယုံနဲ့လှုပ်ထားတဲ့အယုတ်သုံးယုတ်ကိုထုတ်ပြီးခြေထောက်နဲ့နင်းလိုက်တော့ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးလှုံ့မရတော့ပဲဖြစ်သွားတယ်ကျုပ်တယောက်ထဲတော့မဟုတ်ဘူးကျုပ်ဘေးကတပည့်ကြီးရော ကိုဖိုးတွေရောပါကြောက်ရွံ့လို့ရက်တန်သွားတော့တာပေါ့တောင်လေးမင်းပညာတွေကဒီလောက်ပဲလားကွာငါရဲ့ဘူးလူအတက်ပညာဘူးမင်းရဲ့ပညာကချင်းလို့နိုင်ပါမလားအေးပြောစမ်း အဲ့လူကအဖိကမော်လို့ခေါ်တယ်။မော်နဲ့ပညာနဲ့လှုပ်ထားတဲ့ခေါင်းရိုးရုပ်တွေကိုအသုံးပြုပြီးတုတ်တုတ်ကိုလှုပ်မရအောင်ချုပ်ထားတာပဲ။ဖြစ်သေးပါဘူး။နေတော့ရှိရင်အဲ့ဒီကောင်မကိုနှိပ်ဆက်ပြီးမေးရမယ်။ဟဲ့။တင်ကြိုင်းတကကိုအပိုင်စားရထားတဲ့ဆိုတဲ့ကောင်မ။ငါးချက်ကိုဝူးချက်ချင်းပေါ်လာစမ်း။တုတ်တုတ်ကိုချုပ်ထားတဲ့လူကအမတော်မဖဲဝါကိုခေါ်လိုက်တော့အနဲ့ရောင်စူးစမ်းတွေနဲ့ရစ်ပတ်ထားတဲ့ရုပ်ထဲကနေအမတော်မဖဲဝါရဲ့နံထွက်လာတယ်။ ။ဒါဆိုကြုံတွေ့ထားတာကြီးကမှန်းနေပြီပဲ။အမတော်မဖဲဝါကိုခေါ်ပြီးတာနဲ့ထိကျင်တာတွေမေးတော့တယ်။ဟဲ့ကောင်မ။ငါမေးတာမှန်မှန်ဖြေစမ်း။လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်လုံးကဒီအုပ်ဟူမှာရှိခဲ့တဲ့ဗရမယာကြီးဘယ်ရောက်သွားလဲ။မသိဘူး။သိရင်လည်းမပြောဘူး။ရှိရင်လည်းမပေးနိုင်ဘူး။အာတော်တော်ကောင်းပါလေဟာမ။တေဆက်ဝါ။မေးတော့မဖြေသေးအမတော်မဖဲဝါဘူးဘယ်ကရောက်လာမှန်းမသိတဲ့အနီရောင်ကျိန်လုံးနဲ့အကုန်လွှဲရိုက်တော့တယ် သူ့ကိုသားရင်တယောက်လိုရောသွေးသားရင်ချတယောက်လိုပါဆက်ဆံပေးခဲ့တယ်။အမတော်မဖဲဝါဘူးအခုလိုရိုက်နဲ့နှိမ့်ဆက်ခံရတာမြင်တော့ဒေါသတွေထွက်လုံးလို့လက်တွေတုံးလာတယ်။ဟေ့လူအမျိုးကိုကြုံပြောနေတယ်။အမတော်မဖဲဝါဘူးလှုပ်ပေးလိုက်လို့ကြုံပြောနေတယ်။အမေချုံအောင်ခံထားလို့ဘာမှတော့မလုပ်နိုင်တဲ့ကောင်ကငါ့ကိုလာပြီးတော့ဟင်းလားဟောင်းလားနဲ့ပါလား။အမလေးကြောက်လိုက်တာဗျ။အမလေးကြောက်ပါပြီဗျ။စကားတွေချင်းမနေနဲ့ အမြားတက်တိရှင်ချုပ်ကိုဂူးချက်ချင်းလှုပ်ပေးလိုက်လေအမြားနဲ့ကြုံနေပညာပြန်ရတာပေါ့အာကလေးကလာအလုပ်တွေမလုပ်ရှင်ပါဘူးဒီကောင်မငါမေးတာတွေအမှန်တိုင်းဖြစ်အောင်ငါလုပ်ပြမယ်ကြည့်နေဟောတောင်းနဲ့ငါနဲ့မြည်လဲဖတ်ထားအောင်မောင်ကောက်လေဗျတော်ကြနေကိုကိုတက်လိုက်တဲ့လူရဲ့နည်းမြောမတိလိုက်ရပဲဖြစ်နေမှာဆိုလို့ပါမောင်ကောက်ဆိုတဲ့လူကဆက်ပြဲပြဲလုပ်ရင်းအမတော်မဖဲဝါချီရောက်ကိုတိုးတော်ပြီးထက်မှန်ရိုက်နှက်နှိပ်ဆက်ပြီးမေးပြန်ရော ဟုတ်တော်တော်ကောင်းကြောမာလေးကောင်းမရရတာတော့မောလာပြီမချင်းမဆန့်အော်ဟစ်နေတဲ့အမတော်မဖဲဝဟူချင်းကြုတ်ပူပူပြီးဒေါသထွက်လာတယ်ကြုတ်တယောက်လုံးချီနေတာတော့ဒီလိုမျိုးဖြစ်သွားရတယ်ဆိုပြီးကြုတ်ကိုကြုတ်လဲအပြစ်တင်လို့မဆုံးဘူးပေါ့လေကဘလို့ဖြစ်သွားမှန်းမသိပေမဲ့ကြုတ်တို့ကိုချုံနှောင်ထားတဲ့ကောက်ရိုးရုပ်ကလေးတွေကမီးလောင်သွားပြီးကြုတ်တို့လည်းချုံနှောင်ခံထားရတာတွေကလွတ်လာခဲ့တယ်ဆရာအဆင်ပြေရလားကြုတ်ကတော့ခေါင်းတွေကိုက်နေတော့ပဲဗျာ ဘာမှဖြစ်ပါဘူးဗျာဒီလောက်လေးကတော့စံဖွဲ့ပါဘူးဒီကောင်းကိုကြောက်အချင်းမထဘူးကြောက်အချင်းနေမဟန်တော့ဘူးဆိုရင်တော့ကိုဖိုးတွေကိုလွတ်ရတာပြေးကြပြီတော့ညုံလေဆရာဟာဆရာနေပါဦးဗျာကြောက်ကိုဖိုးတွေရဲ့စကားကိုစုံအောင်နောင်ဖြောင်တော့ပဲမောင်ကောင်းဆိုတဲ့လူအသေးသက်ပြဖို့ခြေကိုဆက်တိုးလာခဲ့တယ်အမတော်မဖဲဝါကူစိတ်တိုင်းကြရိုက်နှက်နှိမ့်ဆက်နေတဲ့အယုဒ္ဓမာကောင်ကကြုံနာကလာတာကိုတော့သတိမထားမိဘူး ီလိုမဖြစ်စလောက်ပညာလေးနဲ့ငါ့ကိုလာဆန်းတယ်ကောတင်ဆန်းကွာရှေ့ကိုအာယုံရောက်နေတဲ့မောင်ကောင်အနာကိုကတ်သွားပြီးဗရဏသုံးပါးဆက်ကိုတပြိုင်တည်းသုံးလိုက်တော့ဝါးတစ်ပြက်လောက်လွင်သွားပြီးသူ့ပွက်ပွက်အန်းတော့တယ်ဟင်မင်းမင်းတို့ဘလို့လွတ်လာတာလဲအဲ့ဒါတွေကိုမသိချင်နေတော့လေဘာလို့ဆိုအခုမြားကြီးတရားတော့မှမဟုတ်ပဲကောင်းကင်တစ်ခွင်မှာလျှက်စည်းတွေလဲမိုးကြိုးတွေပြစ်ပြီးတချင်းချင်းနဲ့နားစီကွက်မတဲမြည်ဟီနေတော့တယ် ပဝင်းကြီးတစ်ခုလုံးလဲလေးရီထရကြံတိုက်နေတာမို့နားထဲမှာလေတိုးတန်ကလွယ်လို့ဘာသမ်းမှမကြားရဘူးကျုပ်လက်ထဲကိုကြည့်လိုက်တဲ့အချိန်ဘယ်ကလေးကရောက်ရှိနေမှမသိတဲ့အပြာရောင်ဆက်တစ်ခုရှိနေတယ်မောင်ကောက်ဆိုတဲ့လူရှိရာကိုအာကုန်လွှဲပြီးပြစ်လိုက်တော့အုံးဆိုတဲ့ပောက်ကွဲတန်ကြီးနေတူမောင်ကောက်ဆိုသူလဲမိုးချိုးပြစ်ခံရလိုက်တယ်လို့နေရာမှရင်းမဲတူးသွားပြီးတေဆုံးသွားတော့တယ်ဆရာဆရာနိုင်သွားပြီလေဆရာဟိုလူကိုဆရာနိုင်သွားပြီဗျာ ကိုဖိုးတီကကြုံနာပြေးလာပြီးဝမ်းသာအရာနဲ့ပြောတော့မှသတိပြန်ကပ်လာပြီးဘေဘီကိုကြီးလိုက်မိတယ်။ကရဝဲပေးထားတဲ့နေရာမှာလဲရှုပ်ပွားနေပြီးအမတော်မဖဲဝါလေ။ချုံနောင်ခန္ဓာရတာကနေလွမြောက်သွားတယ်။အချုံနောင်ကလွမြောက်သွားတဲ့အမတော်မဖဲဝါကကျုံရှိရာကိုတစ်ချက်လှဲကြည့်ပြီးပြုံးပြသွားတယ်။နောက်တော့မျက်စိချေးကနေပျောက်ချင်းမလားပျောက်သွားခဲ့တယ်။တုတ်တုတ်ခိုင်းသားရဲ့မိုင်မဲမှုခွင့်လို့ပေးဖို့တောင်းပန်ပါတယ်ဆရာဆိုင်မောင်။နေနေပေါ့အမျိုးတို့ကတရရင်ငခွေးတို့နေရာမှာ ။ခကြီးတထောက်နားသွားကြတဲ့သူတွေမှုတ်လား။ဟုတ်ပါလေ။တုတ်တုတ်ကဘလူးပေါင်းတထောင်ခိုင်းကခိုင်းသားတွေပါ။စောရကဆရာဆိုင်ပေါင်းနဲ့ပညာပြိုင်ရင်အသက်ပေးလိုက်ရတဲ့လူကကျုပ်ရဲ့ညီရင်းပေါ့လေ။သူကကျုပ်တို့ခိုင်းကဖတ်ခွင့်မရှိဘူးလို့တားမြစ်ထားတဲ့ပေစာကိုခိုးယူသွားပြီးအခုလိုတွေလုပ်နေတော့တာပါ။သူ့ရဲ့ပညာတွေကအမှန်တကယ်ထုံသုံးမဲ့ဆိုရင်ကျုပ်တို့လည်းထင်လို့မရနိုင်ပါဘူး။ဒါကြောင့်ဆရာဆိုင်ပေါင်းကိုပဲအဆုံးသတ်ခွင့်ပေးလိုက်ရတော့တာပေါ့။ ောက်ဆိုကျုပ်တို့ကိုလှုံ့မြအောင်ရှုံထားတော့ကလုံအောင်လုံပေးလိုက်တာခမားတို့တွေပေါ့ဟုတ်ပါတယ်ကျုပ်တို့လုံပေးလိုက်တာပါအေးဒါဖြစ်လေအချိန်လဲလေးနေပြီမို့ကျုပ်တို့ကိုခွင့်ပြုပါအောင်အရင်ရက်ကတွေးခဲ့တဲ့လူစိမ်းနှစ်ယောက်ကကျုပ်တို့ကိုအကြောင်းစုံကိုရှင်းပြပြီးသွားတာနဲ့တက်ထွက်သွားတော့တယ်တယောက်ကတော့မိသွေးခဲလို့မဲနေနေတဲ့မောင်ကောင်းရဲ့အလောင်းကြီးကိုထမ်းလို့သွားလိမ့်တယ်ကဲဟိုလူတွေကတော့ပြန်သွားပြီဒီတစ်ခါတော့ကိုစံလုံးရှင်းပြမယ်လှည့်ပေးပြန် ငါဘာကိုရှင်းပြရမှာတော့ခဆိုတော့ကဒေသွားတဲ့လူပြောတော့တာကြားလိုက်ပါလေပါလေဒီဟုတ်ကူမှာလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကရှိခဲ့တဲ့ဗရမကြီးဆိုလာဗျာဩအဲ့ဒါလားအဲ့ဒီဗရမကြီးကအချိန်တွေကြားလာတော့ဆံရပန်ရီစီကိုရောက်သွားပြီကွာတကယ်တော့အဲ့ဒီဗရမကြီးကြောင့်ငါတည်ရရတာပဲဗျာဘလို့ကျုပ်တို့နားလေအောင်ရှင်းပြပါဦးပြပြောရမှာချက်တော့ကွာ ပြောမှသာပြောစမ်းပါဗျာ။အကြီးလေစကားပြင်ခန့်နေသေးတယ်။ဒီဒီလိုကွာ။ဟာတစ်ချိန်လုံးကဒီနယ်ကိုပိုင်စားရထားတဲ့နေစားလေးမောင်ဆန်လုံးလေကွာ။တရက်၅ရက်ချွေရန်တွေနဲ့တိုးစားထွက်ရင်ကဒီရွာတည်ထားတဲ့နေရာကိုရောက်လာတာပေါ့။အဲ့လိုနဲ့မြင်းစီပီတိုးလဲထွက်နေတော့ရေကလည်းစာနေကလည်းပြင်းတာမှုမြင်းကုန်းနီးမှာပတ်ထားတဲ့ဗရမ ्या တလုံးကိုအတီတမျိုးနဲ့မှာပြီးမျိုးချမိရာကအသက်ချူချပြီးတည်သွားခဲ့ရတာကွာ။ ဲ့တော့နဲ့ငါရဲ့အုပ်ကူဒီမှာလုပေးခဲ့ပြီးငါရဲ့ဘိုက်ထဲကဗရက်များကြီးကိုလည်းခွင့်မထုတ်တော့ပေငါရဲ့ချွေရံနေတဲ့ကတချို့ကလည်းဒီမှာပဲနေရင်ကမြင်းဒီကုန်းရော်ဆိုပြီးဒီနေရာမှာရော်တီးခဲ့တော့တာပေါ့ကွာတပည့်ကြီးရဲ့စကားလဲဆုံရောကျုံနဲ့ကိုဖို့တီတယောက်မျက်နှာကိုတယောက်ကြည့်လိုက်ပြီးအားရပါရကိုအော်ရဲလိုက်ပြီးတော့တယ်ပဲနဲ့ကွာဗရက်များကိုစားစရာနေမှာမှားရတယ်လူကြောက်ကြောက်ဖူးပုံပြား ဟုတ်ပါဆရာကြီးကျုပ်တို့ဆရာစားဆရာတွေအမြဲတောင်းစားနေတာကဒင်းကငကြီးကြပြီးသေတာကြောင့်ကိုဗျာပရမများနဲ့သူသီးနဲ့မှားရတယ်လို့ဗျာဟာဖြစ်အောင်လေမင်းမင်းတော့တော့အလုံးသေးတော့မေတော်တော်ကြတော့ကွာပရမများနဲ့သူသီးမှားမြို့ချမိလို့သေသွားပြီးတပည့်ကြီးဖြစ်နေတဲ့နေသားလေးမောင်စံလုံးကချက်ကူချက်ကန်နဲ့ကျုပ်တို့ကိုအိုဟေဆက်ဆုပ်နေပါတော့တယ်ဘဲနဲ့ဗျာ စားစရာနဲ့ပရမများမှားပြီးမြူချမိလို့တေတဲ့မသာတုံတသန်းနဲ့တကူအခုမှပဲတွေ့ဖူးတော့တယ်ဟုတ်ကဲ့ဇလန်ကလေးကတော့ဒီမှာဒီမဲ့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာနောက်နောက်မှလည်းဝန်ရုံးကဝေဆိုင်မောင်ရဲ့အပိုင်းဆက်ဇလန်များကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူဖြပုံးကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနှစ်ဖြာသောဒုက္ခတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ